ဆွဲဆောင်မှုအပြည့်နဲ့အလန်းဆုံးဒူမလေးကိုပွဲထုတ်လာခဲ့အပြေးမှာဆိတ်ရှုပ်နေရတဲ့ထုံထုံဆွဲဆောင်မှုအပြည့်ညိုတန်ပြင်းပြင်းနဲ့ဆက်စီဆန်တဲ့ဒူမလေးအလန်းစားလေးနဲ့ပရိသတ်တွေကိုမိဆက်ပြီးမှတိုင်ပတ်ပြီးတော့ဆိတ်ရှုပ်နေရသူကတော့တရုတ်ဆောင်မင်းသားထုံထုံပါအားလုံးတည်ကြတဲ့တရုတ်ဆောင်ဆိုတော့မင်းသားထုံထုံဆိုတာကတချင်းဆိုတာကောင်းတယ်လို့တရုတ်ဆောင်တာလည်းကောင်းတဲ့အကယ်ဒမီထိတ်တဲမင်းသားတလက်ဖြစ်ပါတယ် ဒါပေမဲ့လေတရုတ်ဆောင်မင်းသားထုံထုံဟာအသက်40ကျော်လာတဲ့အချိန်မှကြောင့်ချစ်သူမရှိရေးစားမရှိမိမမေရလို့လူပြိုကြီးဆိုပြီးပရိသတ်တွေကစအနုပညာလောကအလုပ်ဖော်ကိုင်းဖက်အဆောင်အားလုံးကဝိုင်းစားကြလို့ထုံထုံကတော့နေရခက်နေတာဖြစ်ပါတယ်။ဒါပေမဲ့လေအခုရက်ပိုင်းထဲမှာတော့တရုတ်ဆောင်မင်းသားထုံထုံဟာကောင်မလေးတယောက်ရဲ့ Facebook အကောင့်မှာကိုမဲမာမချစ်တွေပေးနေတာကြောင့်ပရိသတ်တွေကလူပြိုကြီးထုံထုံရဲ့ရေးစားသစ်လားဆိုပြီးသိချင်နေကြပါတယ်။နိုးနိုးကိုမဲမာမချစ်ပေးနေတဲ့သူကတော့မျက်လာရထုံးပဲဖြစ်ပါတယ်။မျက်လာရထုံးဆိုတာကတော့ နမီကြီးနုပညာရှင်မဟုတ်ပေမဲ့အင်တာနက်ပေါ်မှာနမီကြီးနေတဲ့ဆယ်လီမော်ဒယ်တယောက်ပါအထူးချစ်ချက်စနဲ့ပုံစံနဲ့အမိုက်စားဒစ်တွေကြောင့်လူငယ်ပရိသတ်တွေကြားထဲမှာရေပန်းစားနေတာဖြစ်ပါတယ်အစိုးပိုင်းမှာတော့ပရိသတ်တွေကမျက်လာတာထုံးကိုထုံးထုံးရဲ့တူမမဲမသိကြပါဘူးဒါကြောင့်လည်းမျက်လာတာထုံးကိုထုံးထုံးရဲ့ချစ်တူကောင်မလေးတစ်လို့သာထင်နေကြပါတယ်ဒါကြောင့်ထုံးထုံးတယောက်စိတ်တွေတော်တော်လေးရှုပ်ခဲ့ရတယ်လို့ဆိုပါတယ် ဒါပေမဲ့လည်းအခုအခါမှာတော့မျက်လိုက်ရာထုံးကထုံထုံရဲ့အကိုဝန်းခွဲရဲ့တမီထုံထုံရဲ့ဒူမလေးဖြစ်ကြောင်းပြောခဲ့တာဖြစ်ပါတယ်။အထူးသဖြင့်တော့မျက်လက်လက်ထုံးဆိုတာထုံထုံဖေဘက်ကအကိုဝန်းခွဲရဲ့တမီလေးဖြစ်လို့ဒူမလေးတော်ဆက်ပါတယ်။ဒီလိုမျိုးမျက်လက်လက်ထုံးကထုံထုံရဲ့ဒူမမန်းတိတဲ့အချိန်မှာထုံထုံတယောက်အာယုံနောက်နေရပြန်တယ်လို့ဆိုပါတယ်။ အဓိကကတော့အခုချိန်မှာမျက်လက်လက်ထုံးကထုံထုံရဲ့ဒူမမန်းတည်သွားတဲ့အချိန်မှာရောက်တာလေးတွေတော်တော်များများဟာထုံထုံကိုရုတ်တရက်ချက်ချင်းဆိုသလိုဦးလေးခေါ်တဲ့သူနဲ့ဦးလေးတော်ချင်တဲ့သူတွေနဲ့များပြားနေတာဖြစ်ပါတယ်။ထုံထုံကိုဦးလေးခေါ်ကြတဲ့သူတွေထဲမှာသူငယ်ချင်းရင်းတွေတောင်ပါတယ်လို့ဆိုပါတယ်။ဘာပဲချစ်ချစ်တူမလေးကိုသူ့ရဲ့ချစ်သူပါလို့ဆွဆွဲနေကြတာထက်စရင်အခုလိုမျိုးတူမလေးမန်းတည်သွားတာကပိုကောင်းတယ်လို့ထုံထုံကဆိုခဲ့ပါတယ်။အထူးချင်တော့ဒူမနဲ့ဦးလေးကိုပေးစားနေကြတာကခါယုံနောက်တယ်လို့ထုံထုံကပြောခဲ့တာပါ။ အခုအခါမှာတော့တရုတ်ဆောင်ထုံးထုံးဟာသူ့ရဲ့ဒူမလဲအောင်မြင်နေတဲ့အခြေအနေကိုကျင်းနေနေပြီးတော့ရုပ်ရှင်တရုတ်ဆောင်ဖြစ်ချင်ရင်လဲအစွမ်းကုန်ကူညီပန့်ပိုးပေးသွားမယ်လို့ဆိုပါတယ်ထုံးထုံးကလာတာအခုအချိန်မှာသူ့လမ်းကြောင်းတိုင်းပဲသွားနေပါတယ်တကယ်လို့သူ့အနေနဲ့ရုပ်ရှင်တရုတ်ဆောင်လိုင်းဘက်ကိုကူးကျင်နေဆိုရင်ဦးလေးတယောက်ရဲ့တာဝန်အတိုင်းလှုပ်ဆောင်ပေးသွားမှာပါသူကတော့ရုပ်ရှင်တရုတ်ဆောင်လို့ဖို့အတွက်စဉ်းစားဦးမယ်လို့ပြောသွားကြောင်းသူမချစ်သူမျက်လက်လက်ထုံးနဲ့ပတ်သက်ပြီးတော့ထုံးထုံးကပြောခဲ့တာပဲဖြစ်ပါတယ်။ ။ဘာပဲချစ်ချစ်သူတို့မိသားစုမှာအခုလိုမျိုးနှုပညာရှင်တွေများတာကဝမ်းသာကုန်ယူစရာပါလို့ပြောခဲ့ရတယ်။ထုံထုံတို့မိသားစုမှာအဘိုးကလည်းနှုပညာရှင်ကန်နဝင်းဆိုတော့ဖြစ်ခဲ့တယ်လို့ထုံထုံရဲ့အကိုဝမ်းကွဲဟာလည်းရုပ်ရှင်လောကထဲကလူကျန်တယောက်ဆောင်ကျော်စင်တဲ့ပဲဖြစ်ပါတယ်။အခုအခါမှာတော့တယောက်ဆောင်တဲ့ဆိုတော့ထုံထုံမှာခက်ချောချောတူမလေးတယောက်ပေါ်လာခဲ့ပါပြီ။အခုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောထုံထုံရဲ့လန်းစားတူမလေးကိုအားပေးကြလားဆိုတာပြောသွားခဲ့ပါဦးရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။